ပထမဆုံးလှုပ်တင်တာကတော့တရုတ်နဲ့နားလည်မှုရအောင်ကြိုးစားတာပါတရုတ်နဲ့နိုင်ငံရေးအရနားလည်မှုရအောင် NUG အမျိုးသားညီညွတ်ရေးအစိုးရကစကားပြောတင်ပါတယ်စကားပြောခွင့်ရအောင်ကြိုးစားတင်ပါတယ်အပေးယူလို့ညှိနှိုင်းတာတွေကိုလှုပ်တင်ပါတယ်အဲ့ဒါလို့လှုပ်နိုင်တဲ့သူက NUG အမျိုးသားညီညွတ်ရေးအစိုးရတဖွဲ့ပဲရှိပါတယ်ကျန်တဲ့ဘယ်ဖွဲ့မှမှအဲ့ဒါလို့လှုပ်ပိုင်ခွင့် mandate ရမှာထားပါဘူးအဲ့ဒါကြောင့် NUG မှာအဲ့ဒါလို့လှုပ်ဖို့တာဝန်ရှိတယ်လို့ဆိုရပါလိမ့်မယ် မန္တလေးမှာတရုတ်တန်ရုံကိုဘုံခွဲတဲ့လောက်ရမျိုးနဲ့တရုတ်ပိုက်လိုင်းကိုဖောက်ခွဲဖျက်ဆီးပစ်မယ်လို့ကြုံဝါတဲ့အတန်မျိုးတွေဟာမလုတ်တဲ့မလုတ်ထိုက်တဲ့အရာတွေဖြစ်ပါတယ်။အဲ့ဒါလို့လုတ်တဲ့လောက်ရဟာတရုတ်ကိုစိန်ခေါ်တာဖြစ်ပါတယ်။အဲ့ဒါလို့လုတ်ချင်းအဖြစ်တရုတ်ဟာစစ်ကောင်စီနဲ့ပူပြီးတော့ပေါင်းစည်းညီညွတ်သွားပါလိမ့်မယ်။တော်လန်ရေးကိုတောက်ရှက်ဖျက်ဆီးတဲ့လောက်ရကိုတရုတ်ကပူပြီးတော့ပြင်းပြင်းထန်ထန်နဲ့ဖြောင်းချကြလှုပ်လာပါလိမ့်မယ်။ တရုတ်စစ်ရုံတွေကိုမီးရှို့တာတရုတ်စီးပွားရေးတွေကိုဖျက်ဆီးတာမလုပ်သင့်ပါဘူးတော်လိုင်းရေးသမားတွေကအဲ့ဒါလိုလုပ်လို့ရှိရင်လှုပ်လိုက်တဲ့တခဏမှာတော့ကျင်းနဲ့တာရတဲ့ခံစားချက်မျိုးသူတို့မှာရပါလိမ့်မယ်တရုတ်ကိုနာကြည့်နေတဲ့စိတ်ဟာခဏတစ်ဖြုတ်တော့အာသာပြေသွားပါလိမ့်မယ်ဒါပေမဲ့တော်လိုင်းရေးကြီးတစ်ခုလုံးအတွက်တော့အကြီးကျယ်နဲ့နာဆုံးရှုံးမှုတွေကိုရင်ဆိုင်ရပါလိမ့်မယ်တရုတ်လူမျိုးတွေကိုတတ်ဖြတ်တာမျိုးကတော့လုံးဝကို မလုတ်တင်မဲ့နဲ့ရှောင်ရှားရမယ့်အရာဖြစ်ပါတယ်။တရုတ်အစိုးရလုပ်ရကြောင်ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲတွေထဲမှာနိုင်ငံရေးအရအစိုးဆုံးဖြစ်နိုင်တာကတရုတ်လူမျိုးတွေကိုတက်ဖြတ်တဲ့လုပ်ရမျိုးလို့ဆိုရပါလိမ့်မယ်။တရုတ်အစိုးရမကောင်းတာဟာတာမန်တရုတ်လူမျိုးတွေတာမန်တရုတ်ပြည်သူတွေနဲ့လုံးဝမပတ်သက်ပါဘူး။တရုတ်အစိုးရမကောင်းလို့တရုတ်ပြည်သူတွေကိုသွားပြီးတော့တက်မယ်ဆိုတာဟာ မတရားတဲ့အသိဉာဏ်နဲ့တဲ့လုပ်ရမျိုးသာဖြစ်ပါလိမ့်မယ်။တာမန်တရုတ်လူမျိုးနဲ့တာမန်မြန်မာလူမျိုးတွေဟာ ညီရင်အကိုရီတပွဲချစ်ကြည်ရင်းနှီးစွာဆက်ဆံတက်ပါတယ်တကယ်လို့များမင်းအောင်လိုင်းအစိုးရကိုမကျေနပ်လို့ထိုင်းလူမျိုးတွေကထိုင်းမှာရောက်နေတဲ့မြန်မာလူမျိုးတွေကိုတတ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုခံစားရမလဲဟာမင်းတို့တော့မှားနေပြီငါတို့နဲ့မင်းအောင်လိုင်းနဲ့ကဘာမှမဆိုင်ဘူးငါတို့ကမင်းတို့ထက်တောင်မှမင်းအောင်လိုင်းကိုပုံမုံသေးတယ်လို့ကျွန်တော်တို့ပြောကြမှာပဲမဟုတ်ဘူးလားခင်ဗျအဲ့ဒီသဘောတရားနဲ့ကိုချင်းစာတွေးကြည့်ပါ ိုထမင်းကိုရိုးရိုးသားသားရှာဖွေစားတော့ကြတဲ့တာမန်ပြည်သူမှန်သမျှဟာအပြစ်ကင်းစင်ကြသူတွေဖြစ်ပါတယ်အင်္ဂလိပ်ဆိုရကဗမာပြည်မှာလာပြီးတော့နေချက်တာအင်္ဂလိပ်ဆိုရမှာပဲအပြစ်ရှိပါတယ်တာမန်အင်္ဂလိပ်စင်ရသားတဲ့မှာမြန်မာပြည်ကိုအင်္ဂလိပ်ကသိမ်းမှုတယ်ဆိုတာကိုတိတောင်မသိတဲ့သူတွေအများကြီးရှိပါတယ်ကျွန်တော်တို့ဘယ်နိုင်ငံကလာတယ်လဲလို့မေးလို့ကျွန်တော်တို့ကဗမာပြည်ကပါလို့ဖြေတဲ့အခါမှာ ဗမာပြည်ဆိုတာကိုကြားတောင်မကြားဘူးကြတဲ့အင်္ဂလိပ်လူမျိုးတွေဟာတရားမှာ69ယောက်လောက်ရှိပါတယ်။အဲ့ဒီကတာမန်အင်္ဂလိပ်တွေမှာဗမာပြည်ကိုကျူးကျော်သိမ်းပိုက်ခဲ့တဲ့အမှုအတွေဘာမှအပြစ်မရှိပါဘူး။အဲ့ဒါကြောင့်အင်္ဂလိပ်မှန်သမျှကိုမုန်းပြီးတော့ကလဖြူတွေမှန်သမျှကိုတက်ကွာလို့လှုံ့ဆော်တာမျိုးဟာမှားပါတယ်။ဗမာစစ်တပ်ကကရင်ပြည်နယ်မှာမိရှုမရင်းကျက်လောက်တာဟာဗမာစစ်အုပ်စုမှာပဲအပြစ်ရှိပါတယ်။ မာဆင်းရဲသားအလုပ်သမားလယ်သမားတွေကတိတောင်မတိကြပါဘူးဗမာဆင်းရဲသားတွေမှာဘာမှအပြစ်မရှိပါဘူးဗမာလူမျိုးမှန်သမျှကိုမုံတိတာမျိုးဟာမှားရွံ့ပါတယ်တရုတ်ဆိုရကစစ်ကောင်စီကိုပင်းပြီးတော့စစ်ကောင်စီဘက်ကိုလိုက်ပြီးတော့တော်လန်ရေးရှုံးအောင်လုပ်တာဟာရှီကျင်းဖင်ဝိုင်ကြီးတက်စီကျွန်းအစိုးရမှာပဲအပြစ်ရှိပါတယ်။တာမန်တရုတ်ဆင်းရဲသားတွေတာမန်တရုတ်ကုန်သည်တွေမှာဘာမှအပြစ်မရှိပါဘူး။ဆင်းရဲသားပြည်သူအချင်းချင်းချစ်ကြည်ရင်းနှီးမှုယူပြီးတော့ ဖိနှိပ်တဲ့အစိုးရတွေကိုဆန့်ကျင်တဲ့နီလန်းဟာအကောင်းဆုံးအသင့်တော်ဆုံးနီလန်းလို့ထင်ပါတယ်မြန်မာပြည်မှာနေထိုင်တဲ့တရုတ်လူမျိုးတွေဟာလည်းတရုတ်အစိုးရကအခုလိုလုပ်နေတာကိုကြိုက်နေကြအားပေးနေကြတာမဟုတ်ပါဘူးတရုတ်လူမျိုးစေချောင်းသားလေးခန့်ညားဟင်းကိုစစ်ကောင်စီကပြစ်တက်လို့ကြာဆုံးသွားစဉ်တော့သူ့မိရင်ဖွင့်ပြောကြသွားတာကိုပြန်သတိရတင်ပါတယ်ကျေးဇူးပြုပြီးတော့မြန်မာတရုတ်တွေကိုမမုန်းကြပါနဲ့ငါတို့ကဒီမှာမွေးဖွားခဲ့တာပါလို့သူကပြောသွားခဲ့ပါတယ် တော်လန်ရဲ့အစောဆုံးကာလမှာအသက်ဆုံးသွားတဲ့ကြားရှင်ဟာတရုတ်လူမျိုးဆိုတာကိုမမေ့ပါနဲ့တရုတ်စီးရဲသားနဲ့ဗမာစီးရဲသားတွေရဲ့ချစ်ကြည်ရင်းနှီးမှုနဲ့စီးလုံးညီညွတ်မှုကိုတိစောက်နိုင်မယ်ဆိုလို့ရှိရင်ဖိနှိပ်တဲ့အစိုးရနှစ်ရက်စလုံးကိုဟန်တားနိုင်တဲ့အင်အားသစ်ဖြစ်လာနိုင်ပါတယ်အန်ယူဂျီကတရုတ်နဲ့စကားပြောဖို့ကြိုးစားသလိုတပြိုင်နက်တည်းမှာပဲစစ်ကောင်စီနဲ့ပေါင်းတာကိုပြည်သူတွေက မလိုလားချောင်း တေအစိုးရတိအောင်ဖော်ပြတင်ပါတယ်အဲ့ဒါလိုဖော်ပြတဲ့အခါမှာလမ်းပေါ်ထွက်ပြီးတော့ဆန္ဒပြကန့်ကွက်တဲ့နီး online campaign လုပ်တဲ့နီးစတဲ့နီးတွေကိုတင့်တော်တယ်လို့ပူတွဲပြီးတော့ကြတော့အသုံးပြုတင်ပါတယ်ဒါပေမဲ့အဲ့ဒါလိုနီးလန်းတွေဟာအလွန်အန္တရာယ်ကြီးပါတယ်အန္တရာယ်ကြီးတဲ့စွန့်စားမှုမျိုးရှိပါတယ်ဘလို့စွန့်စားမှုမျိုးလဲဘာကြောင့်အန္တရာယ်ကြီးတယ်လဲဆိုတော့တရုတ်လူမျိုးမုံတီရေးစီကိုရောက်သွားမယ်ဆိုရင်အန္တရာယ်ရှိပါတယ် အရင်ကလည်းအဲ့ဒါလိုဖြစ်ခဲ့မှုတာရှိပါတယ်ဘုံနေဝင်းမြောက်ပြီးတော့ဗမာစင်းရသားတွေနဲ့တရုတ်စင်းရသားတွေရိုက်ပွဲကြီးဖြစ်ခဲ့မှုပါတယ်ထင်ရှားတဲ့တရုတ်ဗမာအတီးကယုံကြီးပါအဲ့ဒါကြောင့်အဲ့ဒါလိုတမိုင်းအစုံမျိုးတချော့ပြန်ပြီးတော့မဖြစ်အောင်ကြိုတင်တားဆီးဖို့လိုပါတယ်အဲ့ဒါလိုကြိုတင်တားဆီးဖို့ဆိုလို့ရှိရင်တရုတ်အစိုးရရဲ့လောက်ရက်တွေကိုပြည်သူလူထုကစန့်ကျင်ကန့်ကွက်ဆန္ဒပြတဲ့အခါမှာနိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ဥဆောင်မှုပါဝင်ဖို့လိုအပ်ပါတယ် ဘာကြောင့်လိုအပ်တယ်လဲဆိုတော့တရုတ်လူမျိုးစက်ကြရင်နဲ့တရုတ်စီးပွားရေးတွေကိုဖျက်ဆီးရေးဆိုတဲ့လမ်းကြောင်းပေါ်ကိုရောက်မသွားအောင်နိုင်ငံရေးလမ်းညွှန်မှုနဲ့ဥဆောင်မှုပေးဖို့အတွက်နိုင်ငံရေးအဖွဲ့အစည်းတွေလိုအပ်တာပါတရုတ်လူမျိုးစက်ကြရင်နဲ့တရုတ်စီးပွားရေးတွေကိုဖျက်ဆီးရေးလုပ်လို့ရှိရင်ဒေါ်လာရေးတစ်ခုလုံးရှုံးနိမ့်သွားတဲ့အထိအန္တရာယ်ကြီးသွားပါလိမ့်မယ်တရုတ်ဆိုရရဲ့လုပ်ရက်ကိုစက်ကြကြောင်းဖော်ပြဖို့အတွက်အထူးရောက်ဆုံးဖြစ်အောင်လှုပ်တင်တာကတော့မြန်မာပြည်မှာနေထိုင်တဲ့တာမန်တရုတ်လူမျိုးတွေနဲ့ တာမန်မြန်မာလူမျိုးတွေပူးပေါင်းပြီးတော့ပူးတွဲဆန္ဒပြကြတာကအကောင်းဆုံးပါ online ကနေပြီးတော့ campaign လုပ်ကြမယ်ဆိုလို့ရှိရင်လည်းတရုတ်လူမျိုးကိုစားပြုအဖွဲ့အစည်းတွေပါပါဝင်ဖွဲ့စည်းပြီးတော့တရုတ်မြန်မာပေါင်းစည်းပြီးတော့ campaign လုပ်တာမျိုးဆိုလို့ရှိရင်အထူးအောက်ဆုံးဖြစ်ပါလိမ့်မယ်တရုတ်စိုးရရဲ့လုပ်ရက်ကိုမြန်မာပြည်မှာနေထိုင်တဲ့တရုတ်လူမျိုးတွေပါလက်မခံဘူးဆိုတာမကျေနပ်ဘူးဆိုတာကိုတရုတ်စိုးရနဲ့တရုတ်နိုင်ငံမှာနေထိုင်တဲ့တရုတ်ပြည်သူတွေသိအောင် အဲ့လိုနီးနဲ့သတင်းစကားပေးပို့နိုင်ဖို့လိုအပ်ပါတယ်အဲ့ဒါဆိုလို့ရှိရင်တရုတ်ပြည်သူတွေလည်းအဖြစ်မှန်ကိုသိသွားကြပါလိမ့်မယ်အဲ့လိုသိလို့ရှိရင်တရုတ်အစိုးရဟာအရေးမလုပ်ဖက်နဲ့နေကိုမနေနိုင်ဘူးလို့သိချပေါက်ပြောရပါတယ်နောက်တစ်ခုရှိတာကအဲ့လိုတရုတ်လူမျိုးတွေပါပါဝင်ပြီးတော့ဆန္ဒပြမယ်ဆိုလို့ရှိရင်ဥပမာအဖြစ်မန္တလေးလိုမြို့ကြီးမှာတရုတ်တွေနဲ့ဗမာတွေပူးတွဲပြီးတော့ လမ်းပေါ်ထွက်ဆန္ဒပြတယ်ဆိုလို့ရှိရင်ဆန္ဒပြတဲ့သူတိုင်းကိုတနက်နဲ့ပြစ်ခတ်တပ်ဖြတ်တဲ့စစ်ကောင်စီအနေနဲ့အဲ့ဒါလို့ဆန္ဒပြပွဲကိုပြစ်ခတ်တပ်ဖြတ်ဖို့ရအလွန်ခက်ခဲပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့တရုတ်လူမျိုးတယောက်ထေခဲ့လို့ရှိရင်စစ်ကောင်စီအနေနဲ့တရုတ်အစိုးရနဲ့ပထမဆုံးရင်ဆိုင်ဖြေရှင်းရမှာမို့လို့ပါ။ တဲလူမျိုးတွေကမြန်မာပြည်သူတွေနဲ့အဲ့ဒါလိုပူတွဲတိုက်ပွဲဝင်အောင်စီယုံဖို့ဆိုတာတိတ်မခက်ပါဘူး။ဘာကြောင့်လဲဆိုတော့စစ်ကောင်စီရဲ့ရက်စက်တဲ့လူသက်ဘွားတာကိုမကြိုက်တဲ့မြန်မာပြည်ဘွားတဲလူမျိုးတွေအများကြီးရှိနေတော့ပါ။အကောင်းဆုံးဥပမာကတော့ကြားရှိခေါ်ကျဲစင်တဲ့စိတ်ကြောင်းသားမောင်ခန့်ညာဟိန်တို့ပါ။တခြားတဲလူမျိုးတွေလည်းအခုချိန်ဟာသူတို့အနေနဲ့နိုင်ငံရေးလှုပ်ဖို့မြန်မာလူမျိုးတွေနဲ့ပူးပေါင်းပြီးတော့စီယုံလုံးညီညွတ်ဖို့အချိန်ကြာရောက်လာပြီဆိုတာကို တရုတ်လူမျိုးတွေကိုယ်တိုင်သိလာအောင်စီရင်တင်ပါတယ်မြန်မာပြည်ပွားတရုတ်လူမျိုးတွေကြားမှာကြားရှိစိတ်သက်ခံညာဟိတ်စိတ်သက်ပေါ်ပေါက်လာအောင်စီရင်တင်ပါတယ်တရုတ်လူမျိုးနဲ့မြန်မာလူမျိုးတွေပူးပေါင်းပြီးတော့မင်းအွန်လိုင်းရှီချင်းဖြင့်လူစိုးကြီးနှစ်ယောက်ရဲ့မင်းရှီမဟာမိတ်ဆက်ဆံရေးကိုတားဆီးလို့ရှိရင်အောင်မြင်နိုင်ပါလိမ့်မယ်မင်းရှီမဟာမိတ်ကိုကြားရှိစိတ်သက်နဲ့တိုက်ဖြတ်ဖို့လိုပါတယ်မိုးကုတ်မိုးမိတ်ကြောင်မဲတီဘောနောင်ချိုမြို့ငါးမြို့ကပြည်သူတွေဟာ စစ်ကောင်စီရဲ့ဖိနှိပ်စော်ကားကျင်းပမှုအောက်ကနေပြီးတော့အခုခါမှာလွတ်မြောက်နေပါပြီ။ဒါပေမဲ့လာရှိုးပြည်သူတွေစစ်ကောင်စီအောက်ပြန်ရောက်တယ်လို့မြို့ငားမြို့ပြည်သူတွေစစ်ကောင်စီအောက်ပြန်ပို့ဖို့တရုတ်ကနေမျိုးစုံနဲ့ဖိအားပေးနေပါတယ်။မြို့ငားမြို့ပြည်သူတွေရဲ့ကံကြမ္မာကိုအကာအကွယ်ပေးရာ TNL တဖွဲ့တွေကတတ်နိုင်တဲ့အရာမဟုတ်တော့ပါဘူး။တနိုင်ငံလုံးမှာရှိတဲ့ပြည်သူတွေကအဲ့ဒီမြို့ငားမြို့ပြည်သူတွေကိုဝန်းရံပေးရမယ့်အချိန်ကြာရောက်နေပါတယ်။ တရုတ်မြန်မာပူပေါင်းပြီးတော့စန့်ကျင်ကန့်ကွက်မှုတွေလုပ်မယ်ဆိုလို့ရှိရင်စစ်ကောင်စီရဲ့အန်တရာယ်ရှိတဲ့ရန်ကုန်မန္တလေးမြို့တွေထက်တော်လှန်ရေးသိမ့်ပိုက်နယ်မြေတွေကနေပြီးတော့စတင်ပြီးတော့ဆောင်ရွက်တင်ပါတယ်ဥမာအဖြစ်ရှမ်းပြည်တို့နောက်စကိုင်းတိုင်းတို့အဲ့ဒါလိုနေရာမျိုးတွေကနေပြီးတော့တရုတ်မြန်မာပူပေါင်းပြီးတော့ဆန္ဒပြပွဲတွေကိုစတင်တင်ပါတယ်အဲ့ဒါလိုပူပေါင်းပြီးတော့ဆန္ဒပြပွဲတွေပေါ်လာလို့ရှိရင်ရန်ကုန်မန္တလေးကတရုတ်လူမျိုးတွေလည်း လက်ပိုက်ပြီးတော့ကြည့်နေနိုင်မယ်မထင်ပါဘူးဒီတော့အဓိကအချက်တွေကိုပြန်ပြီးတော့ချုပ်ပြရစီနံပါတ်1 NUG ကတရုတ်အစိုးရနဲ့ရအောင်တွေ့ဆုံပြီးတော့စကားပြောတင်ပါတယ် NUG အစိုးရရဲ့အစွမ်းအစကိုပြသဖို့အချိန်ကျရောက်ပါပြီပြည်သူတွေက NUG ကိုခေါင်းဆောင်နေရာပေးထားတာလူတန်းတာတွေအမြောက်အများ လုပ်နေတာတွေဟာအဲ့ဒါလို့အစွမ်းပြတာကိုမြင်ကျင်လို့ပါနံပါတ်2ချက်မြန်မာပြည်ပွားတရုတ်လူမျိုးတွေအကြမ်းမှာကြားစီခန့်ညားဟိစိတ်သက်ပေါ်ပေါက်လာအောင် စီးအောင်ပါ ်နံပါတ်3မေးရှိမဟာမိတ်ဆက်ဆံရေးကိုတရုတ်မြန်မာပြည်သူတွေကဆက်ကျင်ကြကြောင်းကိုတရုတ်အစိုးရနဲ့တရုတ်ပြည်သူတွေအထိသိအောင်လုပ်တင်ပါတယ်နံပါတ်4တရုတ်မုံတီးရေးတရုတ်စီးပွားရေးကိုဖြက်စီးရေးတွေလုပ်မယ်ဆိုလို့ရှိရင်အဲ့ဒါဟာတော်လိုင်းရေးအကျိုးရုံအောင်လုပ်တာဖြစ်ကြောင်းတော်လိုင်းရေးသမားအားလုံးကောင်းကောင်းသဘောပေါက်အောင်တော်လိုင်းရေးခေါင်းဆောင်အဖွဲ့အစည်းတွေကစီယုံပြောဆိုကြဖို့တင်ပါတယ်တရုတ်နဲ့ပတ်သက်ပြီးတော့ မှန်ကန်တဲ့လမ်းစဉ်ချက်မှတ်နိုင်လို့ရှိရင်တော်လန်ရေးအောင်မြင်ပါမယ်တရုတ်နဲ့ပတ်သက်တဲ့လမ်းစဉ်မှားလို့ရှိရင်တော်လန်ရေးရှုံ့သွားနိုင်တဲ့အထိအန္တရာယ်ကြီးပါတယ်